ဒါမိုက်ခရိုမီတာလေးပေါ့နော်ဒါ25နဲ့50ပါတယ်ဒီကောင်ကတော့50နဲ့85ဒီကောင်လေးဒီက0.01 mm ဖြစ်တိုင်းလို့ရတယ်နော်ဒါ grind size တိုင်းလေးကိုပြောပြမယ်ဒါ size ကဘယ်လိုတိုင်းရလဲဆိုတော့ဒီမှာသူ့ရမှာဒီအဟာလေးရှိတယ်အဟာလေးနဲ့ဒီထဲဒီထဲထိုးတိုင်းလိုက်ဒါ two size ပေါ်တယ်ဘယ် grind size ဖြစ်နေနေ grind size ကဒီမှာအဲဒါနဲ့ထောက်ကြည့်လိုက်ရင် grind size ကဘယ်လောက်ရှိတယ်ဆိုတာပေါ်တယ် နော်ဘလောက်ချရမလဲဆိုတာလည်းသိတယ်ဘလောက်စားနေလဲဆိုတာဒီမိုက်ခရိုမီတာလေးနဲ့တိုင်းကြည့်သိရတယ်ဥမာဥမာတိုင်းနီလေးပြမယ်တိုင်းနီလေးကဒီဒီဇီတို့မှာရင်းချောင်းလေးမြင်နေရတယ်ဒီဇီတို့မှာဆိုရင်ဒါ50ကွက်တီပေါ့ဒီရဲ့ဂိတ်ကလည်း50အစွန်းထိပါကျွန်တော်တို့ကဒီ1မီလီလေးကိုပဲကြည့်မယ်ဒီမှာတစ်ချောင်းနှစ်ချောင်းအဲ့နှစ်ချောင်းကြားလေးပဲတိုင်းပါเนาะ grand size ကလည်းအဲ့1မီလီကိုမှလေး လေးပုံပုံရတာဝါမီလီလေးပုံပုံအစိုက်ဆိုရင်ဒီတပုံဆိုရင်25ရှိတယ်နှစ်ပုံဆိုရင်50ရှိတယ်သုံးပုံဆိုရင်85ရှိတယ်လေးပုံဆိုရင်100ရှိတယ်ပေါ့အဲ့ဒါဆိုရင် zero size ဆိုတာ original size original size ကိုပြောတာနော်တန်းကကြတော့ဒီ25 size အဲ25 25ဆိုရင်ဒါတစ်စိုက်ကြတော့ zero size ကတိုင်း grind တလိုက်မှဆိုရင်25 size ကိုတလို့ရတယ်25 size မှာတလို့မရဘူး ကရိုင်းကစားနေတယ်ဆိုရင်ဒါ25 0ထက်လဲမယ်50အဲသူကဒါဆိုရင်50ဆိုင်50ဆိုင်ဆိုတော့ဝက်ဖြစ်သွားရင်နော်သူကဒါလော့ချတာမရွေးချင်လော့ချလိုက်မသူကဟိုကနဲ့ဒီလိုအတိအကျလေးချမယ်လော့ချလိုက်ရင်ဒီမှာကြည့် ဲ1မီလီကိုတဝက်ဖြစ်သွားပြီ1မီလီတဝက်ဆိုရင်ဒီဒီဘက်ကစီးလေးမှာစီးစီးလေးကဒီမှာဒါဒီ1မီလီကိုခလဲခွဲထားတဲ့စီးပဲဒီဘက်ကသေးသေးလေးအဲအဲ့ဒါဆိုရင်50ဆိုက်ဒီမှာ25ရေ0ရေအဲ့ဒါပဲလှည့်ပေးရတယ်နော်ဒီ0 0 45 40 25 25ရဲ့0ရဲ့ပဲလှည့်ပေးရအောင်နော် ဒါဆိုရင်50 size ဖြစ်သွားပြီတပတ်ဆိုရင်ဒါဆိုရင်25ထက်လဲမဲ85 size ဖြစ်သွားပြီဒါဆိုရင်0ထက်လဲမဲ100 size ဖြစ်သွားပြီပေါ့နော်100 size ဖြစ်သွားပြီ100 size ဖြစ်သွားတော့ဒီမှာကျွန်တော်တို့ကဒါဆို1 mm ပြည့်ပြီ ဒီလိုထက်လိုက်ရင်1မီလီတရားဆိုင်ဖြစ်သွားပြီ1မီလီပြည့်သွားပြီเนาะ1မီလီပြည့်သွားပြီဆိုတော့အဲနောက်ပြန်လှည့်ကြည့်မယ်ဒါဆိုရင်25ဆို85ဖြစ်သွားပြီဒီလိုထက်လိုက်မယ်အဲဒါဆိုရင်50ဆိုင်ဖြစ်သွားရင်50ဆိုင်ဖြစ်သွားရင်မှဒီဒီเจ้าမှာဒါတဝက်เนาะ1မီလီကိုတဝက်ခွဲထားလုံးဝအနုစိတ်လीเนาะအဲဒါဆိုရင်25ဖြစ်သွားပြီ ဒါဆိုရင်50စိုက်ဖြစ်သွားပြီဒါ 1ml လေးကိုပဲဒီလေးပုံပုံလိုက်တာ grind side တိုင်းနာဆိုတာ 1ml ကိုလေးပုံပုံလိုက်တာ25 50 35 100တရားဒါပဲရှိရနော်ဒီမှာ50နောက်မှာဘာစီးမှမရှိတော့ဘူးဒါဒီကောင်ကဘယ်လိုတိုင်းရလဲဆိုတော့ 1ml ကို grind side တိုင်း 1ml ကိုလေးပုံပုံမယ်အဲဒီမှာဟိုမှာလိုချင်တဲ့အဲဒါဆိုရင်အစပေါ့နော် အဲဆိုရင်အစရစမှာလိုချင်တဲ့နေရာမှာလော့ချလို့ရတယ်လော့ချပြီးဒီလိုထိုးတိုင်လို့ရတယ်ဒါစိုက်ပြေလားမပြတ်မပြေလားဆိုရင်50 50စိုက်လို့ရင်50ကြိုင်းမှာဒီမှာတိုင်းလိုက်လို့ရှင်ရော့နေရင်ထတ်တိုးပြီးမှတိုင်းလို့ရတယ်နော်ဒီကောင်ကဒီရက်တိုင်းတားမလဲအောင်ဒီရက်တိုင်းတားမလဲအောင်သူကဒီမှာအဲဒီလေးပါတယ်လော့ဖွင့်လော့ဖွင့်ဒီမှာဒီရက်နီးစနစ်ကြဒီရက်ပဲလဲရတယ်နော်အဲဆိုရင်25စိုက်ဖြစ်သွားပြီနော် အဆက်၅ဆက်ဖြစ်သွားပြီလော့ချမယ်ထပ်တိုင်းမယ်ဒါလေးပါပဲ gas side တိုင်းတာဒါကြီးလည်းအဲ့လိုပဲ1မီလီကို၄ပုံပုံလိုက်တာဘာမှမကဲဘူးအဲ့ဒါနဲ့ side တော့ type ထောက်တိုင်းရင် gas side ကဘယ် side ရှိနေလဲဆိုတာသိရတယ်ဘယ် gas ကဘယ် side ရှိနေလဲဆိုတာသိရတယ်ဒီ1မီလီကို၄ပုံမယ်ပုံတော့အဲ့လိုပါ၂၅50 55တရားဒါဆိုရင် ဟိုပါဖွတ်တယ်ဖွတ်တယ်မှာဖွတ်ထိုင်နေတာပဲဆက်တယ်မှာအများဆုံးဆို7နှစ်ဆက်တုံးဂျင်မာတို့ဂျင်မာတို့18កောင်းတော့မှာလဲဘောထိုင်ဘောထိုင်ရှိတယ်နော်ဘောထိုင်ရှိတယ်ဘောထိုင်ရှိတယ်ဘောထိုင်ရကြတော့ဒီမှာအင်ဂျင်လိုင်းကညာတော့ပြအတွင်းလိုင်းကလာကြတယ်နော်အတွင်းလိုင်းကပဲကောင်းတာပါနော်ဒီမှာကြည့်ဒီမှာကြည့်ဆိုဒီမှာနံပါတ်တွေပါတယ်အဲဆို195 0.00ဒါဆိုရင် site ပြ site ပြ original site ပေါ့နော်0.00ဒါက data site ပြမဟုတ်တာ25ဆက်ဘယ်မြင်လာတော့မသိဘူးစာရောင်းပြအဲ0 0.05ဆိုတော့ဒါ25ဆက်တချို့ grind နေခတ်တယ်ဘယ်ဒီဟို grind foot တွေအစ်လဲလဲအီရတန်းနဲ့ ခတ်တယ်ဆိုတာဒီ site တွေကိုမတိလို့ခတ်တာ25ပြီးရင်50လာတယ်50လာပြီး85လာတယ်ဟိုမှာ grain ကစားနေတယ်ဒီ0.0 site site ပြည်ကြီးပဲထည့်လိုက်တယ် grain ကစားနေတယ် grain ကဒီအများအဖြစ်ဘဲဘုံပေါက်နေလို့ခေါ်ကြတာဘဲဘုံပေါက်နေတော့ဒါထည့်လိုက်တော့ grain ကခတ်မှာပဲအဲ့ဒီတော့ grain ကိုဒီ micrometer နဲ့တိုက်ပြီးမှ grain machine နဲ့မှတိုက်ရင်တတ်ပြီးမှဒီအစိတ်ဆိုင်ထက်အစိတ်ဆိုင်ထက်ထက် မထည့်ရင်ဒီဟိုဒီ0 site ကြီးထည့်လိုက်လို့ရှင်လဲဒီ grain ကခတ်နေမှာပဲ engine ကကောင်းလာမှာမဟုတ်ဘူးပေါ့နော် grain ကကယ်ဒီကယ် clear တွေပါရှင်နေမှာပဲနော်ခတ်နေလှုပ်နေမှာပဲဒီဒီဘုတ်တွေကဒီရှင်းနောက်ရှင်းနောက်ရှင်းနောက်ဝေဘင်းကိုလှုပ်ကြည့်လိုက်လို့ရှင်းနောက်လွန်ကိစ္စမရှိဘူးအပေါ်လှုပ်တာဆိုကောင်းကောင်းနဲ့ခတ်တန်နေတာအထွတ်နိုင်အင်ဂျင်ရုံးဆွဲနေမကောင်းဘူးနော်အဲ့ဒါဆိုတော့ ကျွန်တော်တို့ကဒီ client machine မှာဒီ client site နဲ့တိုင်းမှာတွားတာတာပြီးမှထက်ဒီဘွတ်ထိုင်နေဆိုရင်ကတိုင်းကဝေယိုးက၄ခုတောင်၃ခုတောင်တာကျွန်တော်တို့ဟိုဟာပေါ့ဒီရှေ့ဘွတ်နောက်ဘွတ်ရှိမယ်ဒါရှေ့ဘွတ်နောက်ဘွတ်နှစ်ဘွတ်လုံးတက်ရမယ်ဒါဘောဆာဘွတ်ထိုင်လေးလည်းကောင်းပါတယ်ဆက်တန်လေးလည်းနေနေပြီးရင်ဘယ်ရင်ဘယ်ရင်ချမ်း site ရှိတယ်အဲ့မှာဘယ်ရင်ချမ်း site site တရားမျိုးမျိုးလာတယ်25 90 95 100 100အထိလာနော် ပြီးရင်ဒီဗရင်ချမ်းနေလဲအဲ့လိုပဲဗရင်ချမ်းနေလဲတရားထီလာတရားဆိုရင်ဆိတ်ဆုံးပြီပေါ့နော်လူဆက်အောက်ဆိုရင်ကျွန်တော်တို့ဗရင်ရိုက်ပြီးတုံးလို့ရတယ်ဒါ၄ဆိုရင်အဲ့ဒီပုတ်ထိုင်နေဆိုရင်ဒီမိုက်ခရိုမီတာကြီးနဲ့တိုင်းပြီးထက်ကိုဘတော့မှအနေဒီမှာမရှိဘူးဆိုရင်လည်းဒီမိုက်ခရိုမီတာကြီးနဲ့တိုင်းပြီးကိုဘဆိုင်သူ့ဆိုင်လေးနဲ့ကိုထည့်ရင်ဘူးကောင်းတာပေါ့ဒါ၄ဆိုရင်ဗရင်ချမ်းနေထက်လဲသူ့ဆိုင်လေးနဲ့ကိုထည့်ရင်ဘူးကောင်းတယ် site ဘလောက်ကြာနေလဲဆိုတော့ဒီပစ္စည်းတွေနဲ့တိုင်းကြည့်ရင်သိနိုင်တယ်เนาะဒါ engine အသေးကြီးတိုင်းလို့ရတယ်ဒီနှစ်ခုလောက်ဝယ်ထားရင် engine အသေးကြီးကြိုက်တာတိုင်းလို့ရတယ်เนาะဒါဆိုရင်ဒါကျွန်တော်တို့ကရိုင်းမှာဆိုရင်ဒါဖွထိုင်ဆိုရင်၃ခု၃ခုတိုင်းရမယ်ရှေးဘွယ်နောက်ဘွယ်ခါဗယ်ဒင်ဆိုင် ဒါကရိုင်းတစ်ခုမငြိမ်မဲနဲ့ဆက်ကဘလို့မှမကောင်းမကောင်းနိုင်ဘူးကရိုင်းရပဲအဓိကဟိုအရေးကြီးတာတော့အကုန်လုံးကအရေးကြီးတာပေါ့နော်ကရိုင်းကရိုင်းတောက်မှာကရိုင်းတောက်မှာရောင်းဆွဲကောင်းမယ်ခတ်တန်နေမဆွဲမယ်နော်ဘယ်ကြမ်း site တွေမှန်မှဆက်အဟောင်းတစ်လုံးပြင်ဒါဒီ site တွေကအဓိကကြပါတယ်လို့အရေးကြီးတဲ့အရေးကြီးတာတော့အကုန်အရေးကြီးတယ်ဒီဒီကရိုင်းကအရင်လုံးဝလေကရိုင်းငြိမ်ပြီးကရိုင်းကောင်းပြီဆိုမှ ကျန်တဲ့ဟာတွေလည်းခက်တံနေမထွက်မဲ့အင်ဂျင်ရုံးဆွဲကြီးကောင်းမှာပေါ့နော်အမိုက်ခရိုမီတာရဲ့အကြောင်းလေးပါလို့